crypto investment fraud အမေရိကန်ဆိုရကအွန်လိုင်းငွေလိမ်လုပ်ငန်းကြဖြန့်တိုက်ဖက်ရေးထူပွဲ scam center strike force ကိုဖွဲ့စည်းကြောင်းနိုဝင်ဘာ12ရက်နေ့ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ထားတာပါအမေရိကန်ဆိုရရဲ့ကြဖြန့်တိုက်ဖက်ရေးထူပွဲဟာမြန်မာထိုင်းနယ်စပ်ကကြဖြန့်လုပ်ငန်းတွေကိုတိုက်ဖက်ရေးအတွက်ဦးတည်ဖွဲ့စည်းထားတာဖြစ်ပြီးထိုင်းနိုင်ငံအပါအဝင်ရှေ့တောင်အာရှဒေသတွင်ဆိုရလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ရှိနေပါတယ် အင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယတို့အပါအဝင်အရှေ့တောင်အခြားဒေသတွေနိုင်ငံတွေရဲ့နောက်ကွယ်မှာဝှက်ထားတဲ့နိုင်ငံရေးသဘောထားတွေအပေါ်မှာမူတည်ပြီးလုပ်ငန်းအောင်မြင်မဲ့အတိုင်းအတာကိုတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ် OFAC လို့ခေါ်တဲ့ Office of Foreign Assets Control ဒီအဖွဲ့ဟာဆိုလို့ရှိရင်သူတို့ကဒီကိုရီးယားဝါဖြစ်ကြတဲ့1950လောက်ထက်ဖွဲ့စည်းထားတာပေါ့နော်သူတို့မှာကနှစ်ပိုင်းရှိရဲ့ရှင်စောင့်ကြည့်သလိုဒါကိုထိရောက်အောင်လို့တကယ်အရင်းယူဆောင်ရွက်မှုတွေကိုလည်းလုပ်အထူးသဖြင့်စီးပွားရေးနဲ့ ဲ့ပတ်သက်လာတာတွေ trade sanction တွေနဲ့ပတ်သက်လာတာတွေအခုစောချက်သူတို့ဆိုလို့ရှိရင်သူတို့ sanction list တွေထဲမှာပါတယ်ပေါ့နော်နောက်တစ်ခါ yoyo criminal investigation နဲ့ဒီ intelligence work တွေเนี่ยနည်းနည်း꽌ပြပါတယ်သူတို့တွေကအခု FBI federal level တွေပါပါဝင်လာပြီးဆိုတာဟာသူတို့ဟာ data ကိုရယုံတယ်မဟုတ်တော့ဘူးရထားပြီးသားအချက်လက်တွေကိုတန့်စင်ပြီးသွားပြီဒီဟာတွေကတကယ်ဟုတ်သလားမဟုတ်သလား analyze တွေလုပ်ပြီးပြီးသူတို့အနေနဲ့ သေးကြပြီဆိုတဲ့အထွက်ကြောင့်မို့လို့ tax force တောင်မဟုတ်ဘူးပေါ့နော် strike force ဆိုတာချိန်မရွေးသူတို့ဝင်ရောက်ပြီးတော့ဖမ်းမယ်ဆိုတဲ့အဲ့လိုလုံနိုင်တဲ့အနေအထားကို Thai မှာရှိနေတဲ့ war room tax force ဆိုတာရှိတယ်ပူပေါင်းပြီးတော့မှဒီကိစ္စတွေကိုထိထိရောက်ရောက်တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင် Scam Center Strike Force ဟာ American ဆိုရဥဆောင်တဲ့ဌာနပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါတယ်။လုပ်ငန်းစဉ်မှာ American တရားရေးဝန်ကြီးဌာန DOJ ၊ပြည်တော်စုစုံစမ်းစစ်ဆေးရေး Bureau FBI ၊ American လျှို့ဝှက်စုံစမ်းရေးဌာန USSS တို့အဓိကပါဝင်ဥဆောင်နေတာတွေ့ရပါတယ်။ဒီဖွဲ့ဟာမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကလိမ်လည်မှုကွန်ရက်တွေကိုဖြိုခွင်းမှုရာဇဝတ်မှုစုံစမ်းစစ်ဆေးတာတန်ခတ်ပေးဆိုတာနဲ့ပိုင်ဆိုင်မှုတင်းဆဲတာအပါအဝင်ဖြစ်နိုင်တဲ့နိလန့်အလုံးကိုအသုံးပြုဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ် ထိုင်းနိုင်ငံပါဝင်မဟာမိတ်နိုင်ငံတွေကရဲတပ်ဖွဲ့တွေနဲ့တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ဖို့ FBI အေဂျင့်တွေကိုဆီလွတ်တာပါဝင်နိုင်ငံတကာအစိုးရချင်းပူးပေါင်းဆောင်ရွက်တာတွေလည်းရှိလာမှာဖြစ်ပါတယ်။ FBI ကိုကျွန်တော်တို့ tip လုပ်လို့ရတယ်ဒီကလူတွေရတယ် tip line ထဲမှာကြားဖြတ်ရတဲ့ပတ်စံတွေကိုအမေဘူးဖြစ်အောင်လုပ်တဲ့လူတို့အဲ့ဒီဟာပတ်စံတွေရဲ့အကျိုးစီးပွားနဲ့ဒီမှာအိမ်ွယ်တွေပါလုပ်တယ်ညာလုပ်တယ်เนาะဆိုရင်ဒီမှာတိုင်လို့ရတယ်ဗျာသတင်းရှိသမျှအကုန်လုံးတိုင်လို့ရတယ်ဆိုတော့ဒီကလူတွေကတော့သတင်းရတယ်ဆိုလို့ရှိရင်တတ်နိုင်သလောက် FBI ပို့တဲ့တာပေါ့เนาะကြားဖြတ်နဲ့စစ်တပ်နဲ့အဆက်အသွယ်ရှိတာစစ်တပ်ကနေပြီးတော့ကြားဖြတ်အတွက် လုတ်ပေးနေတဲ့သူတို့ဒလန်နေပဲရှိတယ်ဆိုရင်သတင်းပေးလို့ရတယ်အမေရိကန်အစိုးရကြားဖြတ်တိုက်ဖြတ်ရေးအထူးဖွဲ့ရဲ့လက်တလောပြင်မှတ်ကတော့ရာဇဝတ်ကွန်ရက်တွေရဲ့ငွေကြေးစည်းစိမ်ရာလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ဖြစ်ပါတယ်။အထူးဖွဲ့ဟာအချိန်ကိုအတွင်းမှာဒေါ်လာတန်400ကျော်တန်ဖိုးရှိတဲ့ cryptocurrency တွေကိုတင်းဆဲနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်ဟာဒေါ်လာရင်းအားစုတွေအတွက်အရေးပါတဲ့ဒေသဖြစ်ပြီးအမေရိကန်အစိုးရရဲ့ကြားဖြတ်နေနေခြေလမ်းဟာဒေါ်လာရင်းအားစုတွေအတွက်ကောင်းမွန်တဲ့တက်ရောက်မှုအပြင် တတိထားတဲ့အချက်တချို့ရှိလာနိုင်တယ်လို့လေလာသူတွေကမှတ်ချက်ပေးပါတယ်။ KK ဘက်ကဆန်ဆောင်ပြီးပုံကျပြရတော့ပါတော့ဆိုတော့မျိုးတွေလုံနေတာတွေ့နေရလေ။သူတို့ဟန်ပြမှတိတာတယ်ဆိုတော့ဒီသတင်းတွေကစစ်ကောင်စီကကြိုပြီးရနေလို့ US ကိုချင်းကပ်ချင်းလို့လုံနေတာတွေလည်းဖြစ်နိုင်တယ်ဗော။ KNU ကတော့ကုလသမဂ္ဂလည်းဖြစ်နေဆိုတဲ့အနေအထားကြောင့်ပိုရေးကြည့်အောင်နော်။သူတို့အနေနဲ့အခွင့်အရေးကိုမိမိရဆုပ်ကံဖို့တည်းအရေးကြီးပါတယ်။ US ကိုကူအောင်ဆောင်ရပို့ပေးဖို့တည်း offer တွေလုပ်အောင်စနစ်ကြရတယ်။ချင်းကပ်မှုတွေလုပ်အောင်။ US နဲ့ပေါင်းရင်းတော့ဒီလိုနေနေတယ်မှာကူအောင်ပေါင်းရင်ဆောင်ရမယ်ဆိုတဲ့ incentive တွေ United States ေကိုချင်းကပ်ပြီးပြောတင်တယ်ဗောနရအောင်လုပ်တင်တယ်သူတကယ်လည်းပုံဆောင်ရတယ်စစ်ကော်မရှင်ကလည်းသူတို့ကလည်းဒါကိုသိလို့ US ကိုချင်းကပ်ဖို့လေစူးစမ်းနေကြတယ်လို့ကျွန်တော်လည်းမြင်တယ်တိတ်ရေးကြည့်တယ်ဗောနပေါ်ဂျူနတီတခုလည်းမဟုတ်ဘူးကျွန်တော်ပြင်မြန်လည်းသတိထားမယ်ဆိုတော့အနေနဲ့တခုလည်းချိန်နေတယ်ဆိုတော့ကျွန်တော်ထောက်ပြချင်တယ်ကြားဖြတ်ငွေလိမ်လုပ်ငန်းတွေကိုတောင်ရင်မြကန်တလျှောက်ကရွှေကုတ်ကိုမဲထော်တလေးအင်းငင်းမြိုင်ဧကတထောင်းရွှေဘရောင်းမြိုင်ကြောက်ခတ် AA site ဝန်ခအစားတဲ့မြေနေရာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးလုပ်ကင်နေတာပါ နိုဝင်ဘာ10ရက်နေ့ကထိုင်းဝန်ကြီးချုပ်အနုထင်းချန်းဝီရကွန်ဟာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုရောက်ရှိလာပြီးကြားဖြန့်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဆိုရကကြားဖြတ်နေတဲ့အထူးသက်ဖွဲ့ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီးဒေတာတွင်ကြားဖြတ်လုပ်ငန်းတွေမှာကျော်သောသတင်းထွက်နေတဲ့ GKB ဘူချုပ်စောစန်းအောင်ကတော့စိုးရိမ်မှုမရှိကြောင်းတုံ့ပြန်ပြောဆိုထားပါတယ်။ရွှေကုတ်ကိုမြို့သစ်စီမံကိန်းကိုနေကြသောတန်နဲ့ပူပေါင်းတည်ထောင်ခဲ့တဲ့ကြားဖြတ်ဂိုင်းကောင်းဆောင်ရှိကြည်ကျန်းကို November 12ရက်နေ့မှာထိုင်းဆိုရကတရုတ်ဆိုရစီကိုလက်ပြောင်းပေးအပ်ခဲ့ပါတယ်။အမေရိကန်ဆိုရကကြားဖြတ်နေနေအထူးသက်ဖွဲ့ဖွဲ့စည်းကြောင်းကျင်ညာတဲ့ရက်စွဲနဲ့တပြိုင်တည်းမှာ2022ခုနှစ်တုန်းကဖမ်းဆီးခဲ့တဲ့ကြားဖြတ်ကောင်းဆောင်ရှိကြည်ကျန်းကိုထိုင်းဆိုရကတရုတ်ဆိုရစီ ကိုလက်ပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ